ကျွန်တော်ဇက်ကိုစင်ကလေးကဇက်ကိုစားစင်ကလေးကဘသူကဘယ်နေရာနဲ့တင့်တော်တယ်ဘသူကဘယ်နေရာနဲ့လိုက်တယ်ဆိုပြီးတော့အကုန်လုံးအာချထားပြီးသားဆိုတဲ့အခါကျတော့အကုန်လုံးလက်ဇက်ဖက်ပြီးတဲ့အခါမှာသူတို့တွေအကုန်လုံးကြိုက်လို့ဒီနေရာတွေကိုလက်ခံကြတာပေါ့လေညနာတွေကတော့ဒီကောက်ကျွန်တော်ဟိုအာစားပြီးရိုက်ရိုက်မယ်ဆိုတော့မာကိုကလန်နဲ့ဟိုဒီမျိုးစနေလက်ကျွန်တော်ဆောင်းလာကြလာပြီကျွန်တော်ကြာပြီဒီကောက်ကခမောင်းပြန်ပြန်ဆောင်းလာဆိုတော့ကျွန်တော်လည်းဝမ်းသာတယ်ဝမ်းသာပြီးကျွန်တော်လည်းဒီနေရာမှာအခုကလန်ပြောတဲ့ဒီနေရာမှာဒီတက်ကောင် အနေနဲ့လုံးလုံးဝဲတော့ပြန်ကြိုက်ပြီးတော့ကြိုက်မယ်ကြိုက်တယ်ကျွန်တော်လက်ခံတယ်အဲဒီတော့စိတ်လုံချားစရာရှိအောင်ဒါလေးအကုန်လုံးညီကိုတွေပဲဆိုတော့လေရဲရတာအဆင်ပြေပါတယ်အဓိကတော့ကိုဖြူပေါ့ကိုဖြူကနေပြီးတော့မှဒီဇကားဖြစ်လာဖို့အတွက်တည်ဆောင်လာပေါ့အကုန်နဲ့ဇကားနှကားရိုက်ချင်တယ်ဆိုပြီးတော့နှကားရိုက်ဖို့ဆိုပြီးတော့သူစီစဉ်လာပေါ့ပြုစီစဉ်လာပေါ့စီစဉ်တော့ ရှိတဲ့ဇက်ကလေးပြောပြတဲ့ခါကျတော့ကွန်ပျူတာဒီဇက်လေးရဲ့နောက်ထပ်ဇက်လေးတစ်ပုဒ်နဲ့ပုတ်ပေါ့နော်ကြိုက်တယ်သူကြိုက်တယ်ဒုတိယကားကတော့သူကြိုက်လို့သူစီစဉ်ထားတဲ့ကားလေးကိုလှန်လို့ဝိုင်းပြီးတော့ပြန်ပြင်ရပြီးလောက်ကြတာပေါ့နော်အာငါမှုန်တိုင်းမှာ98ကတော့မကြိုက်ခင်တွေ့ရမှာပေါ့နော်ဒါလေးကတော့ပထမဆုံးယုံကြည်ဖြစ်သွားတဲ့ကားလေးကျွန်တော်ဇက်ကိုစင်ကလေးကဇက်ကိုစားစင်ကလေးကဘသူကဘယ်နေရာနဲ့တင့်တော်တယ်ဘသူကဘယ်နေရာနဲ့လိုက်တယ်ဆိုပြီးတော့အကုန်လုံးအာခြားထားပြီးသားဆိုတဲ့အခါကျတော့အကုန်လုံးလဲဇက်ဖက်ပြီးတဲ့အခါမှာတို့တွေအကုန်လုံးကြိုက်လို့ဒီနေရာတွေကိုလက်ခံကြတာပေါ့လေမျက်နှာတွေကတော့ ကောလုံးကလည်းချင်းချင်းနဲ့နဲ့ကြီးပဲအဲကိုယ့်နေရာကိုတာဝန်ကြီးအောင်လုပ်ကြပါတယ်။ဟုတ်ဟောဒီလိုပါဟိုဟာသားရိုက်တယ်ဆိုပေမဲ့ကျွန်တော်တို့အချင်းလည်းဆိုတာတော့ကိုဟုံးတွေကျွန်တော်တို့ကငယ်ကလေးတွေကကျွန်တော်တို့ကလူလူဖြတ်သန်းဒီလောကထဲမှာလူဖြတ်သန်းလာခဲ့တာနောက်ပြီးတော့ကိုခလိုင်ကြတော့လေလေသူဘလို့ဖြတ်သန်းလာလဲဆိုတော့ကျွန်တော်ကျွန်တော်အသိဆုံးပဲလေနော်လူရှင်နဲ့ပတ်သက်လို့ဆိုတော့အဲသူဘလို့လူတွေနဲ့သူတူနေခဲ့လဲဘလို့လူတွေသူလုပ်တွေလုပ်ခဲ့လဲသူဘာတွေစဉ်းစားခဲ့သူဘာတွေဖန်နှီးခဲ့လဲဆိုတာကျွန်တော်တော်တော်သိပါတယ်ကျွန်တော်လေးသိပါတယ်အဲအဲ့ဒါကြောင့်သူကျွန်တော်ယုံကြည်တယ်ယုံကြည်လို့ကျွန်တော်အဲ ဘယ်လိုခုံးလဲဒီလိုပို့ပြောပြကြတာပြောပြကြတော့နော်ကျွန်တော်ကိုယ်ကတော့ယုံနေဗျာကျွန်တော်ယုံနေအဲဒီကားထဲမှာဆိုရင်မီကိုနေတို့ပါတယ်ကျွန်တော်ပါတယ်တာရွန်ပါတယ်ဖြူလေးပါတယ်ဟဲ့လားမင်းသားလေးသုံးလေးရောက်ပါတယ်ဒါပေမဲ့ဘသူဘသူမှမနဲ့နာမနဲ့နာဘူးဘသူဘသူမှလည်းပို့လည်းမသွားရော့လည်းမသွားဘာမှလည်းဖြစ်မသွားဇလန်းလေးပဲဇလန်းလေးရမ်းပါ အဲကျွန်တော်သူ့ကိုယုံကြည်ရကြိုးကျွန်တော်နဲ့တယ်ကျွန်တော်သုံးချက်မှန်တယ်လို့ကျွန်တော်ခံစားရပါတယ်ကျေးဇူးများပါတယ်အာဖုန်းငယ်လည်းစုံပြစ်သွားတာပေါ့နော်ဖုန်းငယ်လည်းမစုံတာကြားပြီလေအာဂါရီကညီရင်းနေလိုပဲနေကြတာဆိုတော့ဒီနေရာလေးကလည်းသူနဲ့လိုက်တယ်ဆိုပြီးတော့အာသူ့ကိုကြံနေတဲ့ခါမှာသူကလည်းကြိုက်တော့ရိုက်ဖြစ်သွားတာပေါ့အဲကျွန်တော် kitchen နဲ့ဟာဆိုတာထည့်ပြီးတော့ဒီဇာလံလေးကိုကျွန်တော်တို့အားလုံးနှိမ့်သက်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့အားလုံးကြိုက်တဲ့ဇာလံလေးကိုအကောင်းဆုံးဖြစ်အောင်ပြန်ပုံဖော်ပေးနိုင်တယ်အဲ့ဒါကိုကျွန်တော်ယူနေတာ ကျွန်တော်ကလေဒီကားလေးကိုရိုက်ကြရအရန်ချိုက်ပါတယ်ဒါနဲ့တခုပဲမနေ့ကကျွန်တော်တို့ရုံဆန်းတဲ့အခါမှာတော့နည်းနည်းကျွန်တော်စိတ်ပူတာပေါ့နော်ဟိုကျွန်တော်ကကောမဒီဒရာမာရိုက်တာများတယ်ဒီကားတော့ဟိုဒရာမာ များတာပေါ့ဒရာမာများတော့ပြည်သက်နဲ့ကျွန်တော်တို့အကြိုက်နဲ့ပြည်သက်အကြိုက်နဲ့ထပ်တူကြပါမလားလို့စိတ်ပူတာလေးတခုကျွန်တော်တော့ယုံကြည်ပါတယ်ယုံကြည်ပါဆိုတာကကျွန်တော်တို့အားလုံးယုံကြည်ရဖို့ကျွန်တော်တို့အားလုံးအကောင်းဆုံးကျွန်တော်တို့လှုပ်ထားကြပါပြည်သက်နဲ့ကျွန်တော်တို့ကွက်တီဖြစ်မှာသိရတယ်ဒါဆိုတာဖြစ်မယ်လို့ယုံကြည်ပါတယ်အောင်စီအောင်မောင်ဆိုတဲ့အထိပ်ပဲသူတို့ညီအကိုတွေကိုသူတို့ရဲ့အဖေတွေကအဖေတွေမိမိပါတွေကပေါ့ အာဒီစကားထဲမှာပေါ်ထားပါတယ်အဲ့ဒီအကြောင်းလေး definition လေးပြောထားတယ်သူတို့နာမည်တွေကိုမင်္ဂလာရှိစွာပေးခဲ့တာပေါ့ဒါပေမဲ့ပေးခဲ့တဲ့နာမည်နဲ့သူတို့ဖြစ်တည်မှုတွေကတခြားစီဖြစ်နေတာပေါ့အဲ့ဒါလေးကိုပြောချင်တယ်ဟာအမှန်ကတော့အောင်စီအောင်မောင်းဆိုတာဘယ်သူမှကိုစားမပြုဘူးမိသားစုတစ်စလုံးမှရှိတဲ့နာမည်ပေါ့မင်းသမီးလေးဆိုရင်မင်းသမီးလေးနာမည်ကငွေစင်သုံးပေါ့မင်္ဂလာရှိတဲ့နာမည်တွေပေးခဲ့တာပေါ့အာစီတာတို့အောင်မောင်းတို့အဲ့လိုမျိုးပေးခဲ့တဲ့နာမည်တွေပေါ့တယောက်ချင်းစီကအောင်စီကတယောက်အောင်မောင်းကတယောက်အဲ့လိုမျိုးမဟုတ်ဘူးဒီကောက်ကျွန်တော်ဟိုဟာစာပြရိုက်ရိုက်မယ်ဆိုတော့ မကိုကျန်နေတယ်ကိုကိုကျွေးကျွေးနေလဲကျွန်တော်တို့ဆောင်းလာကြားလာပြီကြားလာပြီကျွန်တော်ကြားပြီဒီကမှကမောင်းပြန်ပြန်ဆောင်းလာဆိုတော့ကျွန်တော်လည်းဝမ်းသာတယ်ဝမ်းသာပြီးကျွန်တော်လည်းဒီညမှာအခု plan ပြောတယ်ဒီညမှာဒီတက်ကောင်အနေနဲ့လောက်လုံးဝတော့ပြန်ကြိုက်ပြီးတော့ကြိုက်မယ်ကြိုက်တယ်ဆိုတော့ကျွန်တော်လက်ခံတယ်ယုံကြည်မှုရှိတယ်ဒီဒီလူဒီလူကဘာမှပြောလို့ရမလို့ငယ်ငယ်လေးပြတ်တန်းလာတဲ့လူတွေဆိုတော့လေအဲ့ဒါလေးလည်းကြားလာပြီကျွန်တော်ရင်ဟိုးရင်တော့လည်းကျွန်တော်အဲ့လိုပဲကျွန်တော်အဖေ producer လုပ်ပြီးတော့ video ကျွန်တော်အဲဒီနှစ်ကားရိုက်ပြီးတော့ပို့ရမှာအဖေထိုးရတဲ့ကနှစ်ကားအဲ့ဒါအဲ့တော့လည်းကိုယ်ကကျွန်တော်အမေရတယ်ကိုနေပြီ အားလုံးတော့ညှိနှိုင်းကြတာပေါ့ဥပမာတော့ຢာထားတာပေါ့နော်ဒီနေရာမှာဒီလိုဒီလိုຢာထားတာတယ်ကိုပြုဘလို့နေရှိတယ်ကိုပြုတဘောကဘလို့ရှိလဲပေါ့နော်အမင်းသမီးဆိုလို့ရှိရင်အမင်းသမီးလိုက်တဲ့ဇက်ကောင်လေးပေါ့နော်အဲအဲဇက်ကောင်လေးကိုဟိုညီမလေးကအငယ်ဆုံးလေးဖြစ်တယ်ဒီညီမလေးကအချစ်စရာကောင်းပြီးတော့အဲအဲ့လိုမျိုးညီမလေးဆိုတော့အနော်ဘောရွေးမယ်အဆင်ပြေလားအကုန်လုံးရွေးတာပေါ့ဒီကမှာဒီ producer တွေရောအာစီစဉ်ပေးတဲ့ကိုဖြိုးတို့ရောကိုဖြိုးရဲ့တငယ်ချင်းတွေလည်းပါတာဟုတ်ဒီထဲမှာကိုဖြိုးတငယ်ချင်းတွေကလူငယ်တွေပဲသူတို့ကကြောက်လဲဒီရုပ်ရှင်ကို ိုပြိုးလှုပ်စေခြင်းလို့သူတို့ကလှုပ်ကြတာသူတို့တကယ်ကြီးနေစုပြီးလှုပ်ကြတာဆိုတော့ဟိုလူမျိုးကြီးတိတ်ပြီးဝင်နေမှပါပါဘူးသူတို့ကကျွန်တော်မက်ဆေ့ချ်နဲ့မက်ဆေ့ချ်ကြီးလည်းမကြည့်ရသေးပဲကြည့်ကြည့်လိုက်ကျွန်တော်တို့ပေါ်ပေါ်လာပေါ်လာအဲကိုကကြည့်ကြည့်လိုက်ပါအောင်ကျွန်တော်တို့ဒီကားကလေတချို့ဆိုလို့ရှိရင်ကျွန်တော်ဟိုအဲ comment တွေမှာရေးကြတယ် poster တက်လာတာနဲ့ပေါ့နော်အရင်တော့နေမင်းရိုက်ခဲ့တဲ့ကားကြီးပေါ့ကြည့်လိုက်ပါအောင်ဒါကြတော့ဘာမှမဆိုင်ပါဘူးမတူပါဘူးဘာလို့ဆိုတော့ဒီလိုလူတော်ကလူသဘာဝမှာတော့မောင်နှမတွေချစ်ချင်းမြတ်တာဆိုတာက တန်တူကြောင်းကွဲရတော့ဖြစ်နိုင်တာပေါ့ဒါနဲ့ပုံတရံချင်းတင်ပြတဲ့ပုံတရံချင်းတွေကဘာမှမတူဘူးအဲအများကြီးတော့ကျွန်တော်မမျှော်လင့်ရဲပါဘူးဒါမှမဟုတ်အခုခေတ်မှာအခုချိန်ခါမှာလေပြည်သက်တွေကများသောအားဖြင့်ကော်မရီကိုပဲဟိုဝုန်းဖြစ်ပြီးအားပေးကြတာများလေဒရမာကတော့နည်းနည်းအန်နီရတော့ကြီးပါတယ်အခုတော့လေကျွန်တော်တို့ပေးခြင်းနဲ့ message ကြီးကျွန်တော်ကြွေးခြင်းနဲ့အရာတာလေးကိုလေပြည်သက်ကိုပြောင်းလဲပြီးခံစားရစေချင်တာပေါ့နော်စားကြည့်စားသုံးစေချင်တာပေါ့သူတို့တွေကတော့မဟုတ်ပါဘူးသူတို့တွေကတော့ဇက်မှာဟိုပေါ့ ဆက်ကလေးကိုခါကြရင်အရင်ကနေပြစ်နေကမှာနည်းနည်းစိတ်ပေါ့တော့အောင်ဖော့ပေးဖို့အတွက်ဟိုဇက်ကောင်တောင်းတိုင်နေတိုင်နေနေနဲ့ထောက်ထားတာဟုတ်ဒီကဒီကဒီနေရာတော့ဘာမှမရှိတော့ဘူးဆိုတော့ရှိတော့တော့ကျွန်တော်ဒီကြောက်ရိုက်တဲ့ချိန်တော့အကြီးကြီးနဲ့တက်တဲ့ကျွန်တော်တက်တဲ့ကြာတယ်အဲ့ဒါလူပြစ်သွားတာပေါ့နော်ကျွန်တော်တို့အဲ့ဒီချိန်မှာကျွန်တော်တို့ကရိုက်တာတက်ကုန်းမှာတဲပြီးရိုက်ကြအာတက်ကုန်းမှာတဲပြီးရိုက်ကြတော့ဒုတိယရဲ့မြောင်းမှာကြည့်ကြည့်တယ်ပေါ့ကြည့်ကြည့်တော့ကျွန်တော်ရိုက်ခွင်းကိုခဏခဏနားပြီးတော့အဲ့မှာကျွန်တော်လိုက်ပြီးတော့အလူတန်းတွေလိုက်လို့ပေါ့နော်အဲ့ဒါတွေလိုက်လို့ရတယ် ။ပြီးတော့ကျွန်တော်တို့အဲဒါနဲ့ကန်ကောင်းတယ်ကျွန်တော်တို့ရိုက်တဲ့ရွာလေးကတခွန်တိုင်းဆိုရွာလေးကအဲ့ဒီရွာလေးကွက်ပြီးလွတ်တယ်။အဲ့ဒီရွာလေးပဲကွက်ပြီးလွတ်တယ်။အဲ့ဒီရွာလုံးကကျန်တာအကုန်ဖြစ် ျွန်တော်တဲတဲ့ခေါ်တယ်လွတ်တယ်အဲ့ဒီရွာလေးပဲလွတ်တယ်အဲ့ဒီရွာလေးလေးလွတ်တယ်အဲ့ဒီတော့ကျွန်တော်ရက်ကွေးလေးမပြတ်ဘဲနဲ့ရက်ရက်ပြတ်ပတ်ပြီးတော့ပြတ်ပတ်သွားဒီလိုပါကျွန်တော်ကလေကျွန်တော်ကအမှန်တိုင်းအမှန်တိုင်းပြောတော့နော်အမှန်တိုင်းအမှန်တိုင်းပြောမယ့်စကားတစ်ခုကဘာလဲဆိုတော့ Google Line Director အနေနဲ့ရိုက်တဲ့ကားတွေကျွန်တော်အများကြီးကျွန်တော်မကြည့်ဘူးကျွန်တော်အမှန်တိုင်းပြောတော့ကျွန်တော်ကြည့်ဘူးရဲ့ဒါပေမဲ့ကျွန်တော်အဆုံအောင်အခုဒါရဲ့ကားကားတွေအကုန်လုံးကျွန်တော်မကြည့်ဘူးခဲ့ပါဘူးဒါပေမဲ့ကျွန်တော်သူ့ဘာသိလဲဆိုတော့ကျွန်တော်ဒီဒီလောကထဲမှာကျွန်တော်ဝင်လာတယ်ဒီတစ်ခါမှကျွန်တော်အဖြစ်ဖြစ်ကျွန်တော်ဒီထဲမှာကျွန်တော်ဘဝကဘယ်လိုခေါ်မလဲ ကျွန်တော်လူငယ်ဘဝရုပ်ရှင်လောကထဲမှာကျွန်တော်ဖြတ်သန်းလာခဲ့ရတာဆိုတော့ဗျာသူတို့တွေကိုကျွန်တော်တို့ကကြည်နေခဲ့ရတဲ့လူတွေလေဆိုတော့ကိုအောင်မင်းသိန်းကိုအာယုံကိုဇော်ကိုကိုလွန်မိုးမောင်တီမိဘကြိုက်တဲ့လူတွေကိုကိုကုသူကြိုက်တဲ့လူကိုလည်းညှို့လိုက်ကိုကုခင်းလိုက်ဒီအဲ့အဲ့ဒိုက်တာနဲ့အဲ့လူတွေနဲ့အများကြီးသူတွေရဲ့ laboratory ရှိခဲ့တာရှိရတာဆိုတော့သူစီမှာရှိရတာတွေကဟိုကျွန်တော်တို့ယူသုံးတတ်ဖို့ပဲလိုတယ်အဲ့တိလားအဲ့ဘယ်ဘယ်ဘယ်ဟာရှိရဆိုတော့ကျွန်တော်သိတယ် ကျွန်တော်တို့ယူတော့မှပဲတွေ့တယ်အဲအဲ့ဒါကြောင့်သူ့ကျွန်တော်ယူမှုအပြည့်ရှိတယ်သူတို့ကျွန်တော်ထပ်ပြီးတော့အလုပ်တွေလုပ်မှုလည်းအများကြီးရှိသေးတယ်အဲ့လိုပဲဒီဟိုင်းနဲ့မတူရဟာတွေအစ်မရှိသေးတယ်ကျွန်တော်သိတယ်အဲ့ဒါကျွန်တော်နှိုက်တယ်ကျွန်တော်ကိုခင်းလေးကိုနှိုက်တယ်ကောင်းတယ်ဘယ်အောင်နှိုက်ပါလဲနှိုက်တယ်အားလည်းမနှိုက်ပါနဲ့သားကျွန်တော်ညီဘူတွေကတောင်းတောင်းယုံကြည်တယ်ကိုပြိုးဆိုလို့ရှိရင်လည်းကျွန်တော်ကိုပြိုးကိုဒီနေရာမှာဒီလိုလေးလှုပ်ခိုင်းလိုက်လို့ရှိရင်ကိုပြိုးဘလောက်ထိဆွဲတင်လို့ရတယ်ဆိုတာကျွန်တော်သိတယ်တောင်းတောင်းတာ မယုံကြည်ဘဲနဲ့တော့အလုပ်တူလို့လို့မရဘူးယုံကြည်မှုရှိလို့လည်းအလုပ်တူလုပ်ခဲ့တယ်ကိုယ်ကကိုယ်ကပေါ့ဗျာကျွန်တော်တို့ကျွန်တော်ကျွန်တော်ပါကျွန်တော်ကြတော့ဗျာအခုတော့ကျွန်တော်နဲ့ဟိုကိုယ်ကနေလို့ကိုယ်နဲ့ကျွန်တော်နဲ့ဟိုအရင်နဲ့ကျွန်တော်နေတယ်အဲ့တော့ကျွန်တော်ဖလေးချတိတ်ချတိတ်ဆိုတော့သူတို့နဲ့ဒူရှိတဲ့ရှင်တော့ကျွန်တော်လှုပ်ချင်တဲ့စီကူးလေးရှိတယ်အဲကျွန်တော်ရိုက်ချင်တဲ့ဇလန်မျိုးလေးတွေတော့ကျွန်တော်ရိုက်ချင်တဲ့ပုံစံမျိုးလေးတွေပေါ့နော်အထက်ကတော့အခုလိုမျိုးကကိုကင်းလောက်တဲလောက်ခမ်းပြီးတော့ငါဘယ်လိုလိုရိုက်ချင်တဲ့ဆိုစိတ်ကူးလေးတွေရှိရအဲအဲ့ဒါလေးတွေကကျွန်တော်အခုချိန်မှာဟိုအကောင့်ထဲပေါ်မိတာပဲအဲ့ဒီသဘောပါ တ်တယ်ကျွန်တော်လေးကိုချော့တာချော့ချော့ကြချော့ကြကျွန်တော်အိတ်ကားရဲ့တုန်းကကျွန်တော်ရဲ့တိုင်ရုံရဲ့ဖြူးလေးရဲ့ဆိုရင်လည်းလေအဲ့တော့ကျွန်တော်တို့ရှူတင်သွားလဲတော်တော်သူသွားကြတယ်ဟိုမှာစားချင်းလားဘာညာဒီစားတော့ကျွန်တော်လုံးထားတာကျွန်တော်အိတ်ကားမရိုက်ခင်ကဒီကောင်ကောင်တမင်ကိုကျွန်တော်လုံးထားပြီးပြည့်သွားတယ်အားကိုကျွန်တော်လုံးထားပေးတာလုံးပြီကျွန်တော်တို့နေပြီးတော့အဝေအစားအစားဗျာဟိုအင်းကြီးရအစားအဲ့လိုမျိုးမင်းမဟုတ်ငါ့ဥစ္စာယူဝေးလိုက်အဘာညာအဲ့လိုမျိုးလေးသွားလာကြတာဆိုတော့ကျွန်တော်တို့တရားနဲ့တရား တကယ်တကယ်တကယ်ညီကိုတော့ရှူတင်သွားတယ်လို့သူကကိုယ်မဖြစ်အောင်ကျွန်တော်တို့နေပြီးတော့ကြကြတာဆိုတော့နေတော့လည်းနေတော့သူ့ site လေးကသူကသူသူသူဝက်တာလည်းတဘာဝကြတယ်ရမ်းမိုက်တယ်ကိုယ်မျိုးရမ်းမိုက်တယ်နေလည်းပကြည်ဆွဲတဲ့သူတယောက်ရဲ့ပုံသဏ္ဍာန်ဖြစ်အောင်သူပြင်ဆင်ထားတယ်တသိန်းကမှကိုယ်မျိုး ID အကြောင်းပြရတော့တယ်ပြန်ပြန်ကောင်းတယ်ကိုမြပါတယ်ကိုမြပါတယ်အဲ့တချင်းလေးကတော့ကျွန်တော်က TikTok မှာကျွန်တော်ညီလို့နေတာပါဆိုင်းစရာအာဘောဘောအောင်အောင်ဆိုးမိုးဘုံရောင်အောင်ဆိုးမိုးကနောက်ပြီးတင်လာတာ တိတော့မှာသူတိတော့မှာနောက်ပြီးတင်တာလေးကိုကျွန်တော်သဘောကျလို့ဒီဇန်ဝင်ကနေလည်းလိုက်လို့ကျွန်တော်အက်ဒီရှင်လေးကိုလမ်းဝယ်ပြီးညီလေးအက်ဒီရှင်လေးကိုသုံးပြရစီသူရှင်ကလမ်းဝယ်ပြီးအက်ဒီရှင်လေးကိုကျွန်တော်ကပြန်ဆုပ်ခိုင်းလိုက်တာအာတိုင်ရွန်နဲ့ဖြိုးလေးနဲ့ကိုပြန်ဆုပ်ခိုင်းလိုက်တာကျွန်တော်တို့အောက်စီအောင်မောင်းဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကတော့အခုလာမယ့်20ရက်နေ့မှာမြန်မာတိုင်းနိုင်ငံမှာရှိတဲ့ရုပ်ရှင်တွေမှာကျွန်တော်တို့ပြသမှာဖြစ်ပါတယ်ပြည်သက်တွေနဲ့ကျွန်တော်နဲ့ထပ်တူကြမယ်လို့ယုံကြည်ပါတယ်ပြည်သက်တွေကြွရောက်ပြီးတော့အားပေးဝင်ရတာပါအောင်လို့ဖိတ်ခေါ်ပါတယ်အောက်စီအောင်မောင်း20ရက်နေ့ယုံကြည်ပါမယ်ခင်ဗျာ